အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစီလို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော် Arsenal ရဲ့ဒါကျွန်တော်တို့သတင်းလေးနဲ့စပြီးတော့ဖွင့်လိုက်ခြင်းနဲ့ပေါ့နော်။ Arsenal အသင်းအနေနဲ့အခုလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်တို့ the andrea badai လက်အောက်မှာဒါ head of scouting အသစ်ကိုခံပူအတွက်လက်ရှိမှာပြင်ဆင်နေပြီလို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ arsenal နဲ့ပတ်သက်ပြီးသိရတဲ့သတင်းတွေအကုန်လုံးကတကယ်ကိုအပေါင်းလက္ခဏာဆောင်ရတဲ့သတင်းတွေကြီးပဲများတယ်ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်ပူပူလောလောမှာ arsenal လက်ကိုသိကြသွားသေးရပေမယ့် arsenal ပြည်သက်တင်နဲ့လက်ရှိဒါကျွန်တော် international break အတွင်းမှာတော့တော်တော်သတင်းကောင်းနေနေတဲ့တော့ရှောက်တာအကြမ်းနေတယ်အဲ့တော့ဒါလက်ရှိမှာ arsenal အသင်းဒါကျွန်တော် head of scouting ကိုဒါကျွန်တော် morisio ဒါကျွန်တော် michelle ဆိုတဲ့ဒါကျွန်တော်တို့ အီတလီသားကိုဒါကျွန်တော်ခံဖို့အတွက်ပြင်ဆင်နေတယ်။ဒီအီတလီသားကဒါကျွန်တော်နပိုလီအသင်းမှာလုလုခဲ့ပြီးတကယ်ကိုဒါကျွန်တော်အဟမ်စစ်ဟမ်စစ်တို့ခဲ့ကြရပါဘောနော်။နပိုလီမှာဟမ်စစ်ခေါ်ခဲ့ခဲ့ရဆိုရင်တော့ဘလောက်ကြာပြီလဲလို့ဒါတွက်လို့ရမှာမပါဘူး။တချို့လူတွေမသိဘူးဆိုရင်ဟမ်စစ်ဆိုတာကိုဒါကျွန်တော် YouTube မှာသွားကြည့်အရန်မိုက်တယ်ဘောနော်။ဒါကျွန်တော်ဆိုပင်ကအရန်မှာကျွန်တော်အရန်သဘောကျတဲ့ကစားသမားတွေတယောက်ဖြစ်တယ်။အဟမ်စစ်ကိုဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်နပိုလီကိုဒါကျွန်တော်ခေါ်လာခဲ့လူတွေတယောက်ပြီးတော့ကျွန်တော်ဒါကင်မင်ဂျီကိုလည်းဒါကျွန်တော်ခေါ်ထည့်လူတွေတယောက်ပြီးတော့ကဗစ်ချက်ကဗာစကီလီယာကိုလည်းဒါကျွန်တော်အဲ့တော့ပြောချင်တာကခုနကပြောလို့ပဲလူတော်များသိချင်ပါလိမ့်မယ်။ကင်မင်ဂျီနဲ့ဒါကျွန်တော်က ကွေးချက်ကမ္ဘာစကေးလီယာဆိုတာကျွန်တော်တို့အနေနဲ့ဒါမန်နေဂျာဆိုကျွန်တော်ဗာလဲ ဒါ talent kit တွေနဲ့နာမည်ကြီးပြီမဲ့ down down လူတွေရဲ့ risk မ UK ရေပေါ့နော်ဒါကျွန်တော် Napoli ရဲ့လက်ရှိဒါကျွန်တော်တို့ Kindau ဒါကျွန်တော်တို့ head of Kindau ပေါ့နော်ဒါကျွန်တော် Kindau ရဲ့ဒါကျွန်တော်တို့ဟိုခေါင် King King ဘယ်လိုပြောမလဲ head of scout ဆိုရင်ကျွန်တော်တို့ဒါ Kindau ပေါ့နော်ဒါကျွန်တော်တို့ Kindau ရဲ့ဒါကျွန်တော်တို့ဟိုအကြီးပေါ့နော်အကြီးတန်း Kindau အနေနဲ့လက်ရှိမှာသူ့အနေနဲ့ဒီကစားသမားတွေ risk UB ခေါ်ခဲ့တယ်ဒီ Real က risk UB ခေါ်ခဲ့တဲ့နေရာမှာဒီကစားသမားတွေလက်ရှိမှာ Gavi Gavaskelia ဆိုတာကျွန်တော်တို့ Napoli ရဲ့ဒါကျွန်တော်တို့ scooter တူရတဲ့နေရာမှာအင်မတန်မှအရေးပါခဲ့ပြီးတကယ်ကိုရောင်းချတဲ့နေရာမှာလည်းတကယ်ကိုစီးကြီးပြီးတဲ့ပတ်စံရခဲ့တယ် Kimin J လည်းဒီတိုင်းပဲဒါကျွန်တော်တို့ ောက်ဆုံး Bayern Munich ကိုရောင်းတဲ့အချိန်မှာတကယ်ကိုဒါဈေးကြီးပေးပြီးရခဲ့တယ်။ Hamsik ကတကယ်ကိုဒါကျွန်တော်တို့အခုချိန်မှာဂုဏ်သိပိသားဖြစ်လိမ့်မယ်။ Napoli ရဲ့ legend ဖြစ်သွားတော့ပြောချင်တာကဒါသူ့ရဲ့ scouting network ကတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။ဒါတော့သူ့အနေနဲ့ဒါအများကြီးမှုသေးဘူး။အများကြီးအများကြီးကြံသေးတယ်။လက်ရှိမှာ Napoli ဒါကျွန်တော်တို့ရခဲ့တယ်ဒါကျွန်တော်တို့ Napoli အောင်မြင်ခဲ့တဲ့နှစ်တွေမှာလည်းဒါကျွန်တော်ဒီ Modricia Bocelli အနေနဲ့တော်တော်လေးကိုအရေးပါခဲ့တယ်လို့ပြောလို့ရတယ်။အဲ့တော့ပြောချင်တာလက်ရှိမှာဒီဘက်ကတော့ကျွန်တော်ကျွန်တော် Andrea Bartai လက်အောက်ကိုဝင်သွားမယ်လို့လည်းသိရတယ်မှာပါတယ်။အခုလက်ရှိမှာတရားဝင်ခေါ်ယူနိုင်ဖို့အတွက်ဒါကျွန်တော်အမြင့်ဆုံးအချိန်တွေကိုရောက်ရှိနေပြီဆိုပြီးတော့ Sammy Mo ဘကေကနေပြီးသူ့ရဲ့ BBC network မှာရေးသားခဲ့တွေ့ရမယ်။ဓမာဇီယိုကဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ Italy series ရဲ့ကြီးမားတဲ့ social media တစ်ခုလို့လည်းဓမာဇီယိုကရေးသားထားခဲ့တွေ့ရမယ်။အဲ့တော့ပထမကဒါကျွန်တော်ဒီကျွန်တော်တို့ မရှယ်လီအနေနဲ့ဒါအင်တာမီလန်ကိုပြောင်းရွှေ့ဖို့တနည်းဆက်ခဲ့ပေမဲ့ဒါကျွန်တော်မရောက်ဖြစ်ခဲ့ဘူးပေါ့နော်အလက်ရှိမှာဒါကျွန်တော်အာတီတိုင်အာစနယ်ဒါကျွန်တော်ဇီယောက်ကိုရောက်တော်မယ်ဆိုတဲ့သတင်းတွေတော့တောက်လျှောက်ထွက်ပေါ်လာခဲ့ဖြစ်တယ်အဲ့တော့လက်ရှိမှာဒါမန်ချော့ဆိုဝမ်ချက်စတာစီးတောင်ဖြစ်ကုန်ပြီဒါကျွန်တော်လက်ရှိမှာအာစနယ်အသင်းအနေနဲ့ဒါကျွန်တော်လက်ရှိနောက်ဆုံးအခြေအနေရဆိုရင်တော့သူတို့အနေနဲ့ဒါအသင်းတဲ့ကိုထည့်သင်းတဲ့လူတွေကိုဒါတဖြည်းဖြည်းထိန်နေပြီးတော့လုဆရာရှိတာတွေကိုတော့တည်တည်ချာချာဆက်လက်ပြီးလုကောင်နေစေဖြစ်တယ်ဆိုတာကိုတော့လုံးဝငင်းစရာမလိုဘူးလို့ပြောလို့ရတယ်အာတီတိုင်အနေနဲ့လက်ရှိမှာဒါကျွန်တော်ဟိုဆိုအာစနယ်နဲ့ပြောအာတီတိုင်အာစနယ်အနေနဲ့အခုလက်ရှိမှာ သူတို့အနေနဲ့ဒါကွင်းတွင်းကွင်းပြင် performance အပြင်ကိုဒါလက်ရှိမှာဒါကျွန်တော်တို့အသင်းမှာလူအပ်နိုင်တဲ့နေရာပေါင်းစုံမှန်သမျှကိုလည်းဒါကျွန်တော်ဖြည့်တင်းနေတာတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်တို့တော်တော်များများကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော် journalist တော်တော်များများကဒီအပြောင်းရွှေ့တာအကယ်၍ Arsenal အသင်းအောက်ထဲကိုဒါကျွန်တော်ပါ Mauricio ဒါ Michelle ရောက်ခဲ့မယ်ဆိုရင်တော့ Arsenal အသင်းကအခုလက်ရှိမှာတက်တင့်တယ်နေတာတဲ့ဆိုင်ပို့ပြီးတော့တင့်တယ်သွားအောင်လို့တည်ရတယ်မှာပါတယ်လူငယ်တွေကိုပါစကောက်တင်ပို့ပြီးချန်ချက်တော့မှဖြစ်ပြီးအာဆိုတဲ့နဲ့လက်ရှိမှာလူငယ် အဲ့ပေါ့သူကသူတို့ရဲ့ academy လက်ရှိမှာဒီနောက်ပိုင်းမှာ arsenal academy ရဲ့ကစားသမားတွေအကောင်းအများကြီးထွက်တယ်ဒါကျွန်တော် max townman lewis kelly ethan wanwery saka ဒီလိုမျိုးကစားသမားတွေထွက်နေတာမှန်မယ်ဒီလက်ရှိမှာ academy နဲ့ပူးပေါင်းလှုပ်ဆောင်မှုရောဒါကျွန်တော်လူငယ်တွေကိုလည်းဒါခေါ်ယူဖို့အတွက်ကောဒါကျွန်တော်လက်ရှိမှာအဲ့ပေါ့လူလက်ပိုင်းဒီမှာလည်း scouting လုပ်ဖို့အတွက်ကောဒါကျွန်တော် michelle league ကတကယ်ကိုအရေးပါနိုင်တဲ့အခက်ခဏကနေပြီးတော့ရောက်ရှိလာနိုင်တယ်ဆိုပြီး arsenal ရဲ့သတင်းတော်တော်များကတော့ရေးသားထားခဲ့တယ်အဲ့တော့ arsenal ကတော့ဒါကျွန်တော်မကြခင်မှာ michelle league ကိုတရားဝင်ခန့်အပ်နိုင်မယ်လို့ယုံကြည်ထားတယ်ဆိုတာကိုလည်း david austin ကသူ့ရဲ့ twitter စာမျက်နှာပေါ်မှာတရားဝင် ြောဆိုလာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အလက်ရှိမှာတော့ကျွန်တော်တို့ Arsenal အသင်းနဲ့ခုနကျွန်တော် Adidas ဆိုတဲ့ဥစားကကျွန်တော်လွတ်ကနေထွက်သွားတာမဟုတ်ဘဲနဲ့ Adidas အကြောင်းလည်းရှိပါတယ် Adidas ကိုလက်ရှိမှာ Arsenal အသင်းကလက်ရှိမှာစာချုပ်သစ်ချုပ်ဆိုဖို့အတွက်မလောသေးဘူးလို့သိရတယ်တော့မှာပါတယ် Adidas ရဲ့လက်ရှိစာချုပ်ကတကယ်တမ်းပြောင်းကြည့်မယ်ဆိုတော့ဆက်ရှိလာတယ်ပဲကြံပြီးလို့သိရတယ်တော့မှာပါတယ်ပြောချင်တာဒါလည်းကျွန်တော်လာမယ့်ဒါဆိုရင်ဒါကျွန်တော်2026မဟုတ်ဘူး2020အခွန်အကုန်ပေါ့2029 2028ရာသီတော့မှာဒါကျွန်တော် Adidas စာချုပ်သက်တမ်းကုန်ဖို့အတွက်ရာခိုင်နှုန်းများလာခဲ့အဲ့တော့ပြောချင်တာကဒါလာမယ့်ဒါကျွန်တော်ညရာသီကြံတော့ Adidas အနေနဲ့စာချုပ်သက်တမ်းဒါတစ်နှစ်ပဲ ဲ့ကြံတော့မယ်ဒီထားမှရှိတယ်။သူကတော့ကစားသမားတွေလို့မဟုတ်ဘူး။ဒါကျွန်တော်တို့အာဒီတာအလွတ်နဲ့ခေါ်ယူပိုင်ခွင့်ပါညာတော့ရှိမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့လက်ရှိမှာအာစတိုအသင်းကအာဒီတာနဲ့ပတ်သက်ပြီးစိတ်မပူဘဲနဲ့အာဒီတာကလက်ရှိမှာအာစတိုအသင်းမှာကာလာရှီစာချုပ်ထတ်ချုပ်မယ်လို့သူတို့အနေနဲ့ confidence ရှိတယ်လို့လည်းဖတ်မိရတယ်မှာပါတယ်။လက်ရှိမှာဒါနဲ့ပတ်သက်ပြီးဘာကြောင့်မို့တဲ့ရင်ထွက်လာလဲ။လက်ရှိမှာဒါကျွန်တော်တို့ဘာစလုနာအသင်းနဲ့ဟန်စီဖလစ်တာအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့ဒါစပိန်သားဖြစ်တယ်ဒါကျွန်တော်အာဒီတာကိုရည်ရှိအရာဒါကျွန်တော်ခံဖို့တဲ့စဉ်းစားနေလို့သိရတယ်မှာပါတယ်။လက်ရှိမှာဘာစလုနာအသင်းနဲ့ဒါကျွန်တော်တို့တစ်ချိန်ကအာစတန်ကစားသမားကောင်းနှစ်ယောက်ဖြစ်တဲ့ဆက်စ်ဖာဘရီ regret score ဒါလည်းရှိမှာအာဒီတာကိုသူတို့ရဲ့နီးပြရာထူးတွေဒါ Hansi Flick ဒါအသင်းရဲ့ဒါနီးပြနေရာမှာအဆင်မပြေခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ခန့်အပ်သွားဖို့အတွက်စဉ်းစားတယ်အဲ့တော့အရင်ကတည်းကမမက်ရပါ Hansi Flick ကိုမခေါ်ခင်ကတည်းကဒါကျွန်တော်ဂျားတဲ့မှာဇာဗီကိုမခေါ်ခင်ကတည်းကအာဒီတာကိုဒါကျွန်တော်ခဏခဏ Barcelona ဘက်ကပြင်မှတ်ထားခဲ့ဘူးတော့သိရမယ်တဲ့မှာပါတယ်လက်ရှိမှာဒါကျွန်တော် Cola Hala တော်တော်လေးကိုဆန်တဲ့ TS City ရဲ့7လောက်တော့ရှိတယ်ဗောနော်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Manchester City ဘက်ကလည်းလက်ရှိမှာဒါကျွန်တော် Pep Guardiola အသင်းကထွက်သွားခဲ့သည်ရှိတော့ဒါကျွန်တော်အာဒီတာကိုလည်းဒါကျွန်တော်ပြင်မှတ်ထားနိုင်တယ်ဆိုရယ် Cola Hala ဆက်ဆန် သတင်းတွေထွက်နေတာတွေ့ရမယ်တခါတာဘာလို့လဲမသိပြောထားတာဘောနော်ဒါကျွန်တော်အာဒီတာဒါကျွန်တော်တချင်ချင်းကြားရင်ဒါ Manchester City တို့တော့မှဒါပြတ်မှတ်ထားမှာကြောက်တယ်ဆိုပြီးအကုန်လုံးရေးတာဘာလို့လဲမသိကျွန်တော်တို့ဒါဗီဒီယိုလားမသိဟာတာလားမသိတခါပြောဘူးတယ်ဒါပေမဲ့ဒါဟာလက်ရှိမှာ reality ဖြစ်မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူးဆိုတော့ City အသင်းနဲ့ဒူလက်ရှိမှာဒါ Guardiola ကတချင်နဲ့တချင်ဒါကျွန်တော်တို့ contract ပိုင်းရဒါကျွန်တော်တင်းတိတော့ကိုပြောရမယ်ဆိုရင် contract ပိုင်းရဒါကျွန်တော်တို့ Guardiola နဲ့ဒါအာဒီတာနဲ့တချင်လောက်နဲ့လောက်ပြီးလောက်မယ်လို့တော့မြင်နေတယ်မှာအဲ့တော့ဒါမဖြစ်လာနိုင်ဘူးလို့ပြောလို့မရဒါပေမဲ့ Arsenal ဘက်ကတော့ဒါဒီယာနဲ့ပတ်သက်ပြီးလုံးဝဒါကြောက်ရွံ့ခြင်းမရှိဘူးအာဒီတာက Arsenal ကို ချစ်မြန်နိုးပြီးတော့အာဒိတာနေနဲ့အာဆန်နဲ့ဒါကျွန်တော်တို့ဂျေရှေရဆက်လက်ပြီးပူပေါင်းသွားမယ်လို့သူတို့ကလည်းအပြည့်အဝယုံကြည်ပြီးသားဖြစ်တယ်လို့သိရတယ်မှာပါတယ်။စာချုပ်နဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုရင်တော့အစာကာရဲ့စာချုပ်ကူတာမကြခင်မှာတရားဝင်အပိသက်ချုပ်နိုင်မယ်လို့ယုံကြည်ထားရတယ်မှာပါတယ်။အခုချိန်ထိဒါကျွန်တော်လစာနဲ့ပတ်သက်ပြီး agreement တစ်ခုရသွားခဲ့ပြီဖြစ်ပြီးတော့ဒါ contract ရဲ့ terms နဲ့ပတ်သက်ပြီးဆက်လက်ပြီးညှိနှိုင်းနေစေလို့သိရတယ်မှာပါတယ်။စာကာကလက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ပုံစံမျိုးလုံးဝမလိုလားပဲနဲ့အာဆန်နဲ့ဒူတာသူ့အနေနဲ့ရေရှည်ဆက်သွားဖို့တော့ပြင်ဆင်လာခဲ့တယ်။အာအာဆန်ဘက်ကဒါနဲ့ပတ်သက်ပြီးလက်ခံပြီးသားဖြစ်ပြီး ဓိကတာကျွန်တော်ညှိနှိုင်းတာသူတို့ရဲ့ contract term ဆိုပဲသိရတယ်မှာပါအဓိကတာကျွန်တော်9နှစ် plus 10နှစ်လား9နှစ်လားဒါကျွန်တော်အခွန်ကိစ္စလားဘာလားကျွန်တော်ဒီဒီကိုစောင့်ကြည့်ရမယ်ဒါပေမဲ့စာကရတဲ့ကျွန်တော် online ပေါ်ကျွန်တော် whole brief ပေါ့နော်ဒါကျွန်တော်အပေါ်ရင်ဒါကျွန်တော် online တွေကတော့အကုန်လုံးပြီးသွားခဲ့ပြီလို့နောက်ဆုံးဖတ်မိရတဲ့ထဲမှာပါပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေးကိုစိတ်ဝင်စားဖို့ကောင်းတာအစာကာရဲ့ဒါကျွန်တော်တို့ announcement ကိုတော့ဘလူးပုံစံမျိုး Artida back out ဆိုအာဘလူးပြော Artida အစံကချင်းကိုအဲ့ခွဲမရတော့ဥထားပါ။ Arsenal ဘက်ကတော့တရားဝင်ကြီးညာမယ်ဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ထဲမှာပါပါတယ်။ Arsenal တင်းတဲ့ခုလက်ရှိမှာစာချုပ်တက်တန်းနဲ့ပတ်သက်ပြီးလက်ရှိတခြားသောကစားသမားတွေတော့တောက်လျှောက်ကြိုးစားနေဖြစ်တယ်။ Julian Demba ကလည်းလက်ရှိမှာစာချုပ်တက်တန်းကြံ့နေသေးပေမဲ့ကစားသမားကိုလောက်ခလာစားတူးပြီးတော့စာချုပ်တချုပ်ဆိုဖို့အတွက် Arsenal တင်းတဲ့အခုချိန်မှာပြင်ဆင်နေဖြစ်တယ်။ကစားသမားလက်ရှိရနေလာစားထက်ဆိုင်35ရာခိုင်နဲ့40ရာခိုင်တို့ဒီ တူပေးပြီးတော့လက်ရှိဒါပရီးမီးယားလိရဲ့အကောင်းဆုံးဒီနေ့ရဲ့ right back ကစားသမားတစ်ယောက်ဖြစ်နေကြမှာအာစနယ်အသစ်ဘက်ကတော့ကစားသမားတစ်ယောက်ကိုဒါကျွန်တော်တို့လာစာတူးပြီးတော့ဒါကျွန်တော်စာချုပ်အသစ်ပုံစံမျိုးချုပ်ချင်တယ်စာချုပ်သစ်ချုပ်တဲ့နေရာမှာလာစာကြီးပဲတူးသွားမှုပဲနဲ့စာချုပ် contract term လည်းနှစ်နှစ်လောက်ထပ်ပြီးတူးသွားဖို့တော့အာစနယ်အသစ်ကပြင်ဆင်နေတယ်လို့သိရတယ်မှာပါတယ်ကစားသမားဘက်ကဒါနဲ့ပတ်သက်ပြီးကိစ္စမရှိဘူးသူတွေဒီလိုအာစနယ်ဘက်ကဒီလိုမျိုးကန်လန်ပေးတာကိုတော့မှသူတို့ဘက်ကတော်တော်လေးကိုကျေနပ်နေတယ်ဆိုတဲ့သဘောတရားမှာရှိပါတယ်အဲ့တော့အာစနယ်ပတ်သက်ပြီးနည်းနည်းထပ်ပြီးပြောရမယ်ဆိုရင် Declan Rice ပဲ Declan Rice ကစာချုပ်သက်တမ်းရခုနကပြောလို့အာဒီတာလိုပဲစာချုပ်သက်တမ်းရအကြံနေသေးတယ်ဒါပေမဲ့လက်ရှိမှာ ဒဂလန်ရက်စ်ကိုတဖြည်းတဖြည်းတော်တော်လေးကိုကျဲလောင်ဖြစ်လာခဲ့တာရီယယ်မက်ဒရစ်ပဲဒဂလန်ရက်စ်ကိုရီယယ်မက်ဒရစ်အသင်းနေနဲ့ စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုဒါစတင်ပြီးတော့ကြေလောင်မှုတွေထွက်လာခဲ့တယ်။ကစားသမားကလက်ရှိမှာဒါအာစနိုသင်းတဲ့စာချုပ်သက်တမ်းရှိထားခဲ့ပြီးတော့ဒါကျွန်တော်အာစနိုဘက်ကလက်ရှိမှာကစားသမားကိုမထွက်သွားရည်အတွက်စာချုပ်သက်တမ်းအသစ်ကိုလည်းဒါကျွန်တော်တရားဝင်ကန့်လန့်မှုပြုလုပ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေပါတောက်လျှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ်။ဒါကမ်ရက်ကလက်ရှိမှာအာစနိုမှာပြောတယ်အာစနိုကထွက်သွားဖို့အတွက်ဘယ်နေရာမှာဆန္ဒမရှိဘူး။အာစနိုသင်းတဲ့သူလက်ရှိမှာဒါကျွန်တော်စုဖလားတွေကိုစုကူဖို့တူနေ ready ဖြစ်နေတယ်။ဒါကမ်ရက်ကိုရန်ကလက်ရှိမှာအသင်းပြောင်းမှုဆိုတာထက်ဆိုင်အာစနိုသင်းတဲ့ပဲဒါစုဖလားတွေကိုစုကူဖို့တူနေနေရည်ရွယ်နေတယ်လို့သိရတယ်ပေါ့။အဲ့တော့ပြောချင်တာလက်ရှိမှာဒါ real င်းမတွေ့သင်ကစိတ်ဝင်စားတဲ့အဆင်ပဲရှိပြီးတော့လက်ရှိမှာတရားဝင်ချိတ်ဆက်မှုတို့တရားဝင်ချမ်းစာလီပါတို့သူရဲ့အေဂျင့်နဲ့တရားဝင်တာဆိုတော့ဆက်သွယ်မှုတို့ဘာလို့တော့ပြုလုပ်ထားခြင်းတော့မရှိရသေးဘူးလို့သိရတယ်မှာပါပါတယ်အဲ့မြို့တော်မင်းစိုးစီကမဟုတ်လက်ရှိမှာနောက်ဆုံး update ရသတင်းတွေကဒီလောက်ပဲ Arsenal သတင်းနဲ့ပတ်သက်ပြီးဒီလောက်ပဲလို့ကျွန်တော်နေပြောချင်ပါတယ်အားလုံးမကြိုတင်ပါနဲ့ကောင်းမွန်တော့မနက်ကလေးတနေ့ပြိုင်ဆိုင်နေပါဆိုဒီညကနေစုံမောင်းအောင်တောင်းပေးလိုက်ပါတယ်ကျွန်တော်ကိုတော့တောက်ကွန်ပြူပါဗျအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0နဲ့ဒီ before တို့မှာချင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါ နိုင်အောင်အောက်ကကွန်မန့်တွေထဲမှာလည်း youth sport media 3.0ဆိုနဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေး clip ဖို့မမေ့ကြပါနဲ့ဗျာမြန်မြန် clip မှာမြန်မြန်နဲ့ဖြစ်အော်တခုပြောဦးမေးသွားတာ Louis Kelly ကိုလက်ရှိမှာအသင်းပြောင်းမယ်ဆိုတဲ့ကိစ္စတွေက bullshit တွေလာဖြစ်ပါတယ်လက်ရှိမှာ Louis Kelly အသင်းပြောင်းမှုဆိုတာ Arsenal အသင်းမှာသာစာချုပ်ဟိုစာချုပ်တချုပ်ဆိုခဲ့ပြီးနောက်ပိုင်းမှာအသင်းမှာပဲဆက်နေဖို့အတွက်ပဲဒါပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ်ဘလို့နဲ့မှာအငှားအောင်ထွက်ကစားဖို့အစီအစဉ်မရှိဘူးလို့သိရလက်ရှိမှာလည်း Color Fury ရဲ့ဒဏ်ရာတခုဖြစ်သွားတဲ့ကြောင့်မို့ Louis Kelly နဲ့နေရာရ ဖို့ပြန်ပြီးများသွားတဲ့ကြောင့်ဒီရံနဲ့ပတ်သက်ပြီးတော့ဒါအာဆော်ဘက်ကနေပြီးတော့ကျွန်တော်ကစားသမောင်းအငှားထုတ်သွားမယ်ဘာညာဆိုတဲ့ဘူးရှစ်တရေနေပဲရှိပါတယ်။ဒါတော့ပါပဲအားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့။ဒီဗော်ပဲအားလုံးမကြွတူပါနဲ့